ပရိသတ်များအားလုံးမင်္ဂလာပါရှင်။ A-Wise YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ရှင်။ယခုတစ်ခါမှာတော့ပင်ဆိုင်အပင်ရဲ့အတုံးဝင်ပုံအကျိုးကျေးဇူးများစွာရရှိပုံတို့ကို ပြောပြပါရစေရှင်။အဆုံးထိနားဆင်ပေးပါဦးရှင်။အိမ်တိုင်းလူလိုမှာ ရှိတတ်တဲ့ပင်ဆိုင်ရွက်က လူတွေတက်တာမက တရိษံတွေအသက်ပါအတုံးဝင်တဲ့အကြောင်းလေးကိုပြောပြပါရစီရှင်ပထမဆုံးအနေနဲ့လူသားတွေအတွက်အကျိုးရှိပုံကိုအရင်ပထမဆုံးပြောပြပါရစီရှင်ပင်စံရွက်မှာကင်ဆာဖြစ်ပွားမှုကိုဟန်တာပေးနိုင်တဲ့အရေးကြီးတဲ့ဓာတုပစ္စည်းများစွာပါဝင်ပါတယ်အဲ့ဒီဓာတုပစ္စည်းကတော့တဘာဝဓာတုပစ္စည်းတွေပဲဖြစ်ပါတယ် ပင်စင်ရွက်ထဲမှာရှိတဲ့အရေးပါတဲ့ဓာတ်ပစ္စည်းတွေကတော့ဓာတ်သိုးဆက်ကျင်အာနိသင်ရှိပြီးတော့ကင်ဆာဖြစ်စေနိုင်တဲ့ဓာတ်ပစ္စည်းများရဲ့ဖြစ်စီမှုမှဆဲများကိုကာကွယ်ပေးပါတယ်။ခန္ဓာကိုယ်ခဲတာ ရောင်ရမ်းမှုကိုလျှော့ချပေးပါတယ်။ရောင်ရမ်းမှုဟာကင်ဆာဖြစ်စေတဲ့အကြောင်းရင်းများထက်ကတစ်ခုဖြစ်ပါတယ်။ ဆဲများပုံမှန်မဟုတ်ပဲပြောင်းလဲသွားခြင်းကို ကာကွယ်ပေးပြီးကင်ဆာဆဲများကြီးထွားမှုကိုနှေးကွေးစေပါတယ်။ဓာတ်ခွဲခန်းအဆင့်သူတည်သနာများအရာ အောက်ပါအချက်များကိုတွေ့ရှိရပါတယ်။ဒါတွေကတော့ပင်စံရွက်မှထုတ်ယူထားတဲ့အဆီအနစ်များဟာအသည်ကင်ဆာ၊ရင်သားကင်ဆာနဲ့အရေပြားကင်ဆာတို့ရဲ့ဆဲများကြီးထွားမှုကိုဟန်တာပေးနိုင်ပါတယ်။ ယူဂျီနိုတက်ကကင်ဆာဆဲမြန်းကိုတဘာဝတိုင်တည်ဆုံးစီတဲ့စနစ်ထဲသို့ဝင်ရောက်ရန်လုံဆော်ပေးပါတယ်။ပိစိုင်းရွက်ထဲမှာဓာတ်သိုးဆက်ကျင်ပစ္စည်းများဟာ DNA ပစ္စည်းမှုကိုရှော့ချပေးပြီးတော့ပုံမှန်မဟုတ်တဲ့ဆဲမြန်းဖြစ်ပွားလာမှုကိုနေကွေးစေပါတယ်။ကင်ဆာဒါမကအချာကျန်းမာရေးအကျိုးကြီးစုများလည်းရှိပါတယ်။ပိစိုင်းရက်မှာအချာထင်ရှားတဲ့စွမ်းပကားတွေကတော့ ံပါတ်၄ပင်စိန်အရွက်ကို နေ့တိုင်းစားပီးခြင်းအပြင်ဥလန်းကြောင်ဝမ်ပိုင်နဲ့ဗစက်မှာဖြစ်တတ်တဲ့ယောဂါတွေကိုကင်းဝေးပြီးတော့အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ဒါပြင်လေထုပ်ပေးပြီးဘိတ်ဘူးလေထိုးခြင်းနဲ့အစာမကြည်ခြင်းတို့ကိုတတ်သားစေပါတယ်။နံပါတ်၄ခန္ဓာကိုယ်ထဲကရောင်ရမ်းမှုကိုလျှော့ချပေးနိုင်ပါတယ်။ရောင်ရမ်းမှုဆိုတာကင်ဆာဆဲဖြစ်ရခြင်းရဲ့အကြောင်းရင်းတစ်ခုလည်းဖြစ်ပါတယ်။ ။နံပါတ်3နှလုံးကိုအားကောင်းစေပြီးသွေးထဲရှိအဆီဒက်ကိုလျှော့ချပေးပါတယ်။နံပါတ်4ဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်အချို့ကိုတိုက်ဖျက်နိုင်ပါတယ်။နံပါတ်5အုန်းနောက်ကိုအားဖြည့်ခြင်းစိတ်ဖိစီးမှုကိုလျှော့ချခြင်းနဲ့အာညုံစူးစိမ့်မှုကိုတိုးတက်စေခြင်းစတဲ့အာနိသင်များရှိပါတယ်။ပင်ဆိုင်ရဲ့အစွမ်းကို သိယုံနေတဲ့မပြေးသေးပါဘူးနော်ပင်ဆိုင်ရဲ့ အကျိုးအများဆုံးရရှိအောင်ဘလို့စားသုံးရမလဲစားသုံးတတ်ဖို့လေလိုအပ်ပါတယ်နော်ဒါဆိုရင်နားထောင်ပြီးပါအောင်နော်နံပါတ်၄အစိမ့်လိုက်စားသုံးခြင်းအချားဟင်းလျာများအတုအမြုပ်များနဲ့တွဲဖက်စားသုံးပါနံပါတ်၄ပြုတ်ရည်ဒါမှမဟုတ်လက်ဖက်ရည်ပြုတ်လုပြီးတော့တောက်ခြင်းပင်စိမ့်ရွက်အချောက်ဒါမှမဟုတ်အစိမ့်ကိုရည်နှင်းနဲ့ပြုတ်ပြီးတနေ့မှတစ်ခွက်တောက်သုံးပြီးနိုင်ပါတယ်ပင်စိမ့်အရွက်ကိုရည်ထဲမှာစိမ့်ပြီး နေ့တိုင်းတောက်ပေးပါကစီချိုယောဂလည်းမဖြစ်အောင်ကာကွယ်ပေးသလိုပင်စိမ့်စိတ်ကို ကောင်းစွာကြိုက်ပြီးစားပေးလေစီးနဲ့ပတ်သက်တဲ့ယောဂများကိုပြောကင်းစေပါတယ်ဒီနေရာမှာပင်စိမ့်ရွက်ကတတ်ရှင်းဖို့လိုပါတယ်ပင်စိမ့်စိတ်ကလည်းမူမတက်ဖို့အရေးကြီးပါတယ်နော်နံပါတ်3အစီအနှင်းကိုရှူချိုက်ခြင်းပင်စိမ့်ရွက်မှရတဲ့မွေးချိန်တဲ့အစီအနှင်း အဆက်လျှော့အဝိုင်းကိုရှူရှိုက်ခြင်းဖြင့်စိတ်ကိုပြည့်ရော့စေပြီးဓာတ်သောစန့်ကျင်ပစ္စည်းများကိုရရှိစေပါတယ်။နံပါတ်၄ပင်စိမ်းအရွက်ကို ပထမရက်ရေချိုးမဲ့အရင်မှာစိမ်ထားပြီးနောက်နေ့ရေချိုးပါကရွှေအနှက် မထွက်အောင်ကာကွယ်ပေးပါတယ်။နံပါတ်၅ပင်စိမ်းအရွက်ကိုတံမရာရေရောပြီးတော့ကြိတ်ပြီးတော့အရည်ပြားပေါ်မှာလိမ့်ပေးပါကအရည်ပြားယောဂများဖြစ်တဲ့ဝဲနင်းကုနဲ့ယာနာများကိုပျောက်ကင်းစေပါတယ်။ ပြက်ရရှရဒဏ်ရာများကိုပင်စိန်အရွက်ထက်သိပ်ပေးပါက လေမြန်စွာပြောက်ကင်းပါတယ်ဒီနေရာမှာတော့အရွက်တန့်ရှင်းဖို့တော့လိုအပ်ပါတယ်ဒါကြောင့်စီးတိတိချာချာစီကြောပေးပါတခြားပိုးမွားပြတွေမပါရှိဖို့လေလိုအပ်ပါသေးတယ်နော်နံပါတ်6ပင်စိန်တတုရေကိုတမယာရေရောပြီးတပတ်တစ်ချိန်ခေါင်းလျှော်ပေးပါကတန်ပေါက်များကင်းဝေးမှာပဲဖြစ်ပါတယ်ရှင်ဒါပြင်ပင်စိန်ပင်ကို အစားအစား လိမ့်စေးအနေနဲ့တာမက စိတ်ပြိုးထားတဲ့အကြောင်းကိုလည်းထက်လောင်းပြောပြစီရှင်အိမ်မှာပင်စိမ်းအရွက်များထားခြင်းဒါမှမဟုတ်အိမ်ပတ်ပတ်လည်မှာစိတ်ထားလေချင်းရင်ဘိုးကောင်ဝင်များကင်းဝင်စေပါတယ်ဒါကြောင့်အိမ်မှာ ပင်စိမ်းအပင်စိတ်ခိုင်းခြင်းဖြစ်ပါတယ်တရက်မှာနာယီပေါင်း20အောက်ဆီဂျင်ထုတ်လွှတ်ပေးတာကြောင့်အိမ်မှာစိတ်ရန်အကောင်းဆုံးအပင်တပင် ဖြစ်ပါတယ်ရှင်ပင်စိမ်းနဲ့ပတ်သက်ပြီးတော့တတိပြုညာအချက်များလည်းရှိပါတယ် ။ဒါတွေကတော့ကိုဝင်ဆောင်တဲ့များဒါမှမဟုတ်နုသိမိခင်များဟာပမာဏအတိအတင့်တာစားသုံးတင်ပါလေ။နောက်ပြီးလိုအပ်ဒီထက်ပိုမစားသုံးတင်ပါဘူး။ဆရာဝန်နဲ့တိုင်ပင်ရှင်မရှိဘဲအစီအနှစ်ထုတ်ယူထားတဲ့ပုံစံမျိုးကို အချိန်ကြာမြင့်စွာစက်တိုက်တောက်တုံးချင်းကိုရှောင်ရှားတင်ပါတယ်။ဒါတွေကတော့လူသားတွေအတွက်အတုံးဝင်ပုံလေးတွေပါ။ဆက်လက်ပြီးကြက်ရက်ယောဂအချို့အတွက်ကုသဖို့နီလန်တွေကို ပြောပြပေးပါမယ်။ နံပါတ်၁ပင်စိမ်းအရွက်ကိုကျက်စာထဲရောထည့်ကျွေးခြင်းအပြင်ဦးလန်းကြောင့်ဝမ်ပိုင်းနဲ့ပါဇက်မှာဖြစ်တဲ့ယောဂါတွေကိုကင်းဝင်းစေပြီးအစာချီစနစ်ကိုကောင်းမွန်စေပါတယ်။နံပါတ်၂ပင်စိမ်းအရွက်ကိုရေထဲမှာစိမ်ပြီးကြက်များကိုတိုက်ပါကကိုသွေးကပ်ပါပိုးများကဲ့ရောက်ခြင်းကိုကာကွယ်ပေးပါတယ်။နံပါတ်၃ပင်စိမ်းအရွက်ကိုတမယာရေနဲ့ရောကျိတ်ပြီးတော့လိမ့်ပေးပါကကျက် နဲ့ပတ်သက်တဲ့ပွေးဝဲယောနာများကိုပြောက်ကင်းစေပါတယ်။နံပါတ်၄ပင်စိမ့်စိကို ကောင်းစွာကြိတ်ပြီးကြက်အစာထဲထည့်ကျူးတဲ့အခါမှာစီးဝတ်နဲ့ပတ်သက်တဲ့ယောဂါတွေကိုပြောက်ကင်းစေပါတယ်။နံပါတ်၅ပင်စိမ့်တတူရီကိုတမ်းမြာရီရောပြီးကြက်အိတ်ဓာတ်နဲ့ဥသင်အသွင်ပတ်ပြန်ပေးပါကကြက်တန်ကြက်လေးများနဲ့မွားများကိုကင်းဝင်းစေပါတယ်။နံပါတ်၆ က်တွေပြက်ရာထိခိုက်ရှာနာဒဏ်ရာတွေဖြစ်လာတဲ့အခါမှာပင်စင်းအရွက်ထည့်ပေးခြင်းဖြင့်လင်းမြစွာပျောက်ကင်းစေပါတယ်။နံပါတ်9ကြက်ချံအနီးမှာကြက်ချံအနီးရဲ့ပပတ်လေမှာပင်စင်းအရွက်တွေထားခြင်းဒါမှမဟုတ်ပပတ်လေမှာပင်စင်းအရွက်တွေကိုစိတ်ထားမင်းဆိုရင်ချင်းရင်ပိုးကောက်၊မွေများ၊ကင်းဝင်းမှာပဲဖြစ်ပါတယ်။ဒါကြောင့်အိမ်မှာပင်စင်းအပင်ကို စိတ်သိမ့်ပါတယ်။စိတ်သိမ့်တဲ့အကြောင်းကို ထမံပြောပြရတာပဲဖြစ်ပါတယ်ရှင်။ ။နံပါတ်၈ပင်စိန်ပင်ဟာတရက်လင်နာယီပေါင်း20ခန်းအောက်ဆီဂျင်ထုတ်လွှင့်ပေးတာကြောင့်လေထုညဉ့်ညံရှင်၊ခြံအနက်ဆိုးထွက်ခြင်းကြောင့်အသက်ရှူလမ်းကြောင်းယောဂများဖြစ်ပွားခြင်းတို့ကိုကာကွယ်ပေးပါတယ်။ဒီကြက်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကိုကားထားတာကတော့ဆီယာမဖြူဖြူရဲ့ပင်စိန်နဲ့ကြက်ကျမ်းမာရဲ့အကြောင်းစာအုပ်မှာကိုးကားထားတာပဲဖြစ်ပါလိမ့်ရှင် ချက်ကိုပင်စိမ်းနဲ့ကုသခြင်းအကြောင်းကိုရေးသားသူကတော့ဥဇော DOF ဖြစ်ပြီးတော့အစိမ်းညောင်လမ်း page မှာကူးယူဖော်ပြထားတာပဲဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။နောက်ထပ်နောက်ထပ်လည်းဒီထက်စိတ်ဝင်စားစရာကောင်းတဲ့အကျိုးကျေးဇူးတွေများတယ်။အပင်တွေအကြောင်းကိုလည်းပြောပြပေးအောင်မို့ like and subscribe လောက်ဖို့လည်းမမေ့ပါနဲ့အောင်နော်။ မင်္ဂလာရှိသောအချိန်လေးဖြစ်ပါစေရှင်။